အားလုံးပဲမင်္ဂလာပါများဆိုင်းလန့်သတင်းဌာနမှပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးကတော့လာရှိုမြို့ကိုဘာကြောင့်ပြန်ပေးရသလဲဆိုတာကို ပြောပြလာတဲ့ MNDA ရဲဘော်တို့ရဲ့ရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီမှာ MNDA ရဲဘော်ကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုတင်ပြထားသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတော့တဲ့ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းဆိုင်းလန့်သတင်းဌာနမှအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ခံမှုတွေအရင်ကြီးများနေတော့လဲဘယ်ကနေစပြောင်းမလဲတော့မသိတော့ဘူးเนาะဒါပေမဲ့ကျွန်တော်တို့မြန်မာလူမျိုးတွေအတော်များများကအမြင်နဲ့ရင်ကိုလန်ဆိုင်ချင်ကြတယ်လို့များတယ်ဗျเนาะကျွန်တော်ပြောလိုက်တဲ့အချိန်မှာမြန်မာလူမျိုးเนาะဗမာလူမျိုးမဟုတ်ဘူးကျွန်တော်တို့မြန်မာနိုင်ငံသားတွေအတော်များများဟာအမြင်နဲ့ရင်ကိုလန်ဆိုင်ချင်ကြတယ်ခင်ဗျားတို့စမှုစည်ရရောတော့နားလည်နေခင်ဗျားတို့ကိုယ်တိုင်ဘာကြောင့်လက်နဲ့မကင်မှကြားတာလဲဟမ်ကိုယ်ကလည်းစဉ်းစားဝေဖန်တော့လိုက်ကြပါဦး နော်ခမရမညီကို၃ယောက်ရှိရတယ်ညီတယောက်ညီငယ်ဆုံးတယောက်ကဂျောင်ပိတ်ရိုက်ခံနေရတယ်ဆိုခမရတို့ဒီကြမ်းနေတက်တာပဲကြည်နေကြမှာလားဟမ်လာရှိုးကိုပြန်ပေးရခြင်းကိစ္စတွေဒါကျွန်တော်တို့ဘက်ကစစ်မှန်တိုင်းလို့ပြီးကြတယ်လည်းမဟုတ်တော်လိုင်းကြီးကြဆုံတော့တော်လိုင်းကြီးဒီမားတွေကိုကိုကြီးမစားလို့ပြန်ပေးကြတယ်လည်းမဟုတ်လက်တော်မှာအခုကျွန်တော်ပြောခဲ့ကျွန်တော်ပြောနေသလိုပဲကျွန်တော်တို့ညီငယ်လေးတယောက်ကဂျောင်ပိတ်ရိုက်ခံနေရတယ်ဒါကိုကျွန်တော်တို့ ဘယ်လိုလုပ်ပြီးကုညီကဲဆဲရမလဲဒါတော့ပဲကျွန်တော်ခေါင်းထဲမှာရှိတယ်ခင်ဗျားတို့ကြက်ကြလို့ဝေဖန်ညီမလူမျိုးတွေတော့ထုံနေကောင်းပါပဲเนาะအခုဝေဖန်နေကြတဲ့လူတွေအားလုံးနောက်ဦးဝင်းလိုင်ဆိုတဲ့တယောက်ရှိပါတယ်ဆရာကြီးဦးဝင်းလိုင်ဆိုမှခေါ်ကြတယ်သူဘာလုပ်လဲဆိုတော့ကျွန်တော်မသိဘူးသူအဆင်ပါရှိတယ်သူအဲ့လောက်ထိနိုင်ငံကြီးကြွန့်ကျင်ငယ်သူကိုယ်တိုင်ဘာကြောင့်လက်နဲ့ကန်ပြီးတော်လိုင်းကြီးမလုပ်ခဲ့တာလဲဟွန်းဖြီးကြည့်ပါဦးအခုကြည်ဒီဘာကြောင့် လှနာကမင်းတော်လိုက်မလုပ်ခဲ့တာလေစမှုစီစီရမှာကြိုင်းရင်ပြောရမယ်ဗျာနော်သူငယ်တန်းအဆင်တော်မရှိတဲ့လူတွေရဲ့အသွေးအခွန်နဲ့ဝေမလွှဲကြပါနဲ့အခုစစ်မျက်နှာပြင်တစ်ခုပဲဖွင့်ထားတဲ့ရခိုင်ဘက်မှာဘလောက်တော့အတိတ်အကြဆုံးနေညားနေလေအခုစစ်မျက်နှာပုံကူဖွင့်လိုက်တဲ့ခါကျတော့ဒီစစ်ကောင်စီအင်အားဟာ ကျေပြိုင်မှာလွားရလိမ့်မယ်အဲ့တော့တဖက်မှာအင်အားနည်းလာလိမ့်မယ်ဒါရောမင်းတို့ခေါင်းထဲမှာတွေးမိနေကြလားနိုင်ငံရေးကိုပူမတိဘာမတိဝေဖန်နေကြတဲ့လူကြီးမှာပြောလိုက်မယ်ဟုတ်လားဟမ်အခုစစ်မြေကျန်တဲ့ဘက်ကအားလုံးကအပြစ်ခက်ရက်ဆက်ထားတော့စစ်မြေနောက်တစ်ခုပဲဖြစ်တယ်ငါတို့ညီငယ်လေးရဘာလို့တော့ဒုက္ခရောက်လဲဒါရောမင်းတို့စဉ်းစားမိသလားငါတို့ညီတော်မဟာမိတ်သုံးဖော်မှာညီငယ်ဖြစ်တဲ့သူတွေဘလောက်ထိခံစားနေရပြီလဲဘလောက်ထိ ချက်နေပြီလေတာဝမင်းတို့တွေးမိကြတာလားမင်းရဲ့အုပ်တော်ထဲမှာဝေသူတပားဝေဖန်မယ်တိုက်ခိုက်မယ်ဒါတော့ပဲသိနေတယ်စစ်မှုစစ်ရဲမှာမင်းတို့ဘလောက်ဒီနားလေတယ်လေဟမ်အဲ့မင်းဒီလာစုပေးကြည့်လို့ပြန်ပေးနေမှာမဟုတ်ဘူးအေးငါပြောမယ်မင်းတို့အခုအဲ့ဝေဖန်တုံးတက်နေတဲ့လူတယောက်ရဲ့အိမ်ကိုဆိုကြပါစို့လူစိုးတွေကဝိုင်းထားတယ်ဆိုမင်းတို့အဲ့အိမ်ထဲမှာမင်းတို့အေးစစ်နေနိုင်ရဲ့လား အခုလာရှုပ်ဝိုင်းဟာ MNDA ဝိုင်းလာအဲ့တော့သူတို့စစ်မြေနဲ့ပြင်အနေနဲ့ဒီလာရှုပ်ကိုသူတို့အင်အားပြန်ဖြည့်လာလိမ့်မယ်အင်အားပြန်ဖြည့်ခဲ့ရင်တစ်ဖက်မှာငါတို့အတိုက်ခက်ခံရတယ်ငါတို့ညင်ငယ်လေးရလူတစ်ထောင်ဆိုရင်လည်းလူတစ်ထောင်အင်အားယုံယုံနေလာမယ်လူနဲ့နှစ်ထောင်ဆိုရင်လူနဲ့ထောင်အင်အားယုံနေလာမယ်ဒီတော့ကောမင်းတို့စဉ်းစားမိသလားဟမ် ဟေးအဲ့ဒါကြောင့်ကိုပြစ်ချင်တဲ့အရာတွေတွေးမနေနဲ့အဲ့လိုကိုပြစ်ချင်တဲ့အရာတိုင်းကိုပြစ်အောင်လုပ်ချင်လို့ဆိုရင်ကိုကိုတိုင်းစူးစားလေကိုကိုတိုင်းလှုပ်လေမင်းတို့မှဆော့ဆောင်နေတဲ့စွမ်းအားတွေရှိနေပဲမင်းတို့လည်းချင်တဲ့ဖက်လက်နဲ့ဖက်ငါတို့လည်းချင်တဲ့ဖက်လက်နဲ့ဖက်ပဲနော်မင်းတို့အဲ့လိုဖြစ်ချင်တယ်ဆိုမင်းတို့အရင်ဆုံးလက်နက်ကင်တိုက်ပွဲဝင်ခဲ့ပါလားမင်းတို့ဘာကြောင့်လက်နက်ကင်တိုက်ပွဲမဝင်ခဲ့တာလဲပြောကြည့်ပါဦးရှင်းစားပါဦးအဲ့ဒီအဖြေလေးကိုလာရှုပ်ပြန်မပေးရဘူး ချင်းတင်းချပါလို့ဆွေးအောင်မင်းတို့ကိုယ်တိုင်ကတိုက်ပွဲဝင်ခဲ့ဘူးလားတီဆုံးတော့ရဲဘော်တွေအဲ့တော့ကမင်းတို့မကြည့်ဘူးလားဆွေးမမင်းတို့ပြောလာတဲ့စကားလုံးအဲ့ဒီတော့အဲ့တီဆုံးတော့ရဲဘော်ထဲမှာမင်းတို့ရဲ့ဆန်တစိလေးတော့ပါခဲ့ဘူးလားနော်ခမင်းမပြောနဲ့ဆန်တစိလေးတော့မင်းတို့ပါခဲ့ဘူးလားမင်းတို့ကိုယ်လက်နဲ့ကန်တိုက်ပွဲဝင်ကြလေငါတို့မြန်မာလူမျိုးတွေကငါကိုယ်တိုင်လည်းဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအဲ့ဒီတော့ ငါတို့မြန်မာလူမျိုးတွေအတော်များများဟာမြင်နေရအောင်လန်ဆိုင်ချင်ကြတယ်။သူများရဲ့မကောင်းတဲ့အချက်လေးကိုပဲကြည့်တယ်။ဟုတ်ပြီနော်။မင်္ဂလာ။အဲ့တော့ဝီဖန်တုံးတက်တယ်ဆိုရင်လေတိကျမှန်ကန်တဲ့အဖြေရောလိုအပ်တယ်။အဲ့ဒီတော့ကိုယ်တိုင်နိုင်ငံရေးစစ်ပရိရေးမကြွယ်ဝပဲနဲ့တော့မဝီဖန်ကြပါနဲ့။ငါရှင်းရှင်းလေးပြောလိုက်မယ်။မင်းတို့အိမ်ကိုလူဆိုးတွေကဝိုင်းထားတယ်ဆိုအဲ့အိမ်ထဲမှာမင်းတို့ ကောင်းကောင်းမို့လေအိတ်ဆက်နားခုနေနိုင်မလားအဲ့တစ်ချက်ကလေးပဲမင်းတို့စဉ်းစားလိုက်နော်နောက်ပြီးမင်းတို့ရဲ့ညီငယ်လေးကိုသူများတပားတူကဝိုင်းပြီးထိုးနဲ့တိုက်ခိုက်နေလို့ဆိုရင်မင်းတို့လက်ပိုက်ပြီးထိုင်ကြည့်နေမလားရရနေလဲနဲ့ကုညီမလားအဲ့ဒါကိုစဉ်းစားပြီးမှပဲဝေဖန်တုံ့လက်ကြပါကျွန်တော်ပို့စလိုက်ပါလာရှုပ်ပြန်ပေးလို့ဆိုပြီးမှမချိနဲ့တက်လူတွေအများကြီးလက်မှတ်ထားပြည့်နော်ခင်ဗျားတို့အဲ့လိုလာရှုပ်ပြန်ပေးလို့မချိနဲ့ဘူးလို့ဆိုရင်လည်းဟုတ်ပြီ လာရှုကိုတိုက်ခဲ့တဲ့အချိန်မှာခမရတို့ဘာကူညီခဲ့ပေးဘူးလဲကျွန်တော်တို့ရေတစ်ခွက်တော့လာတိုက်ခဲ့ပေးဘူးလားခမရတို့အသက်တွေပေးဖို့နေတယ်နော်ကျွန်တော်တို့ကအသက်ပေးမတိုက်နေတာတိုက်တဲ့လူတွေခမရတို့ရေတစ်ခွက်တော့ကျွန်တော်တို့လက်ကမ်းပေးခဲ့ဘူးလားခုနကကိုပြန်စဉ်းစားဟုတ်ပြီလားနော်ခုနကကိုစဉ်းစားအောင်အရင်ကဝေမဖန်နဲ့ကျွန်တော်ဗမာလူမျိုးတွေကဗမာမဟုတ်မြန်မာလူမျိုးတွေအတုံမြင်များဟာသူတပောက်ဝေခံဝေဖန်မယ်ပုတ်ချမယ်ဟိုအထက်ရောက်နေရင် မရမကဆွဲချမယ်ဒီလိုစိတ်ဓာတ်မျိုးတွေပဲရှိတယ်ကျွန်တော်ပြောတဲ့စကားသခွန်းလေးဖြည့်ကြည့်ပါခမည်းတော်လာရှုတိုက်နေတဲ့အချိန်မှာကျွန်တော်တို့ရည်တစ်ခွက်ကလေးကန်းငယ်ပူပေးဘူးလားလာရှုပြန်မပေးချင်ခမည်းတော်ကိုယ်နဲ့လက်နဲ့ကန်ပြီးတိုက်ပွဲဝင်ခဲ့သလားဟမ်မတ်တထောင်တကောင်ပါနော်မတ်တထောင်လားပြီအကုန်လုံးကစစ်တပ်ဆံမြတ်အဲ့တော့အခုခမည်းတော်ဝင်ဟောင်းနေအောင်ခမည်းတော်ဝင်ပြောနေအောင် လားစုတိုက်တုန်းကခင်ဗျားတို့ဘာလို့ပြီးခဲ့ဘူးလဲဟမ်ပြောစင်ခင်ဗျားတို့လားစုဝင်တိုက်တဲ့အချိန်ခင်ဗျားတို့ဘာလို့လုံနေကြရလဲအချင်းခင်ဗျားတို့လက်လက်ကင်ဝင်တိုက်ခဲ့လားဩဒီစစ်တားလေးတွေပြန်မနေကြပါဘူးခင်ဗျားတို့ရေတစ်ခွက်တိုက်ခဲ့ဘူးလားနော်ကျွန်တော်တို့ဆိုမှပြင်းလွှိုင်းနဲ့စားစရာလုံးဝမရှိဘူးတခါကြရင်ပြင်းလွှိုင်းပြင်းခိုင်းနဲ့လက်ထက်မိရဲ့အပင်အကုန်လုံးပတ်စားတဲ့ထိုးလိုက်သွားရလားနော်အဲ့လိုအချိန်မှာခင်ဗျားတို့ရေတစ်ခွက်လုံးတိုက်ခဲ့ဘူးလားအခုလိုအချိန်မှာခင်ဗျားတို့အဲ့လိုပြောနေမရှက်ဘူးလားဟမ် ယောက်ျားတွေဖြစ်နေလီတန်းလမ်းပါနေမှာခင်ဗျားတို့မရှက်ဘူးလားအဲ့ဒါလေးမတိချက်မေးချင်တာပါဖြည့်ကြည့်ပါအဲ့ဒီစကလုံးလေးဖြည့်ကြည့်နော်ခင်ဗျားတို့အဲ့လောက်တောင်အခုအပုတ်ချနေတယ်ပြောနေကျင်နေတယ်ဆိုရင်လာရှုတိုက်တဲ့ချိန်မှာခင်ဗျားတို့ဒီဘယ်ရောက်နေလဲခင်ဗျားတို့ဒီဘာလုပ်နေလဲဟင်ဝင်ကြလေခင်ဗျားတို့တဆေစစ်ချက်ဝင်မှာတိုက်ကြလေခင်ဗျားတို့တွေကအဲ့လိုစိတ်ဓာတ်မျိုးရှိခဲ့ရင် အခုမြန်မာနိုင်ငံမှာဆက်အာဏာရှင်ပြုတ်ကြတာကြားပြီကိုနဲ့မဆိုင်ဘူးဆိုရှောင်နေတဲ့လူတွေမြားနေလို့အခုလိုဖြစ်နေရတယ်ဆိုတော့နားလဲကြလားနော်ကိုတပုတ်လည်းမကြည့်နဲ့အများအဖို့လည်းကြည့်တပုတ်လည်းကြည့်တာနွားပဲရှိတယ်ကိုပိုးနဲ့ကိုပဲကြည့်တာလည်းနွားပဲရှိတယ်ဟုတ်ပြီလားအဲ့ကျွန်တော်ပုံမှာဝင်ဟောင်းခြင်းနဲ့ဝင်ပြောခြင်းနဲ့ဆိုရင်လည်းအဲ့ဒီစကားလုံးလေးတစ်ချက်ကိုအရင်ဆုံးကျွန်တော်ဖြေရှင်းပေးနော်ကျွန်တော်ဖုန်းနံပါတ်လည်းပေးထားတယ်ကျွန်တော်နေရာလိုက်ဆိုင်လည်းကျွန်တော်ပေးထားပြီစားကျွန်တော်ရုပ်လည်းကျွန်တော်တက်ပြထားပြီစား တော့လာရှုတိုက်နေစီမှာအခုဝင်ဟောင်းနေကြတဲ့ဒုတိဘယ်ရောက်နေတာလဲဘာလုပ်နေကြတာလဲစစ်သားတွေစစ်တိုက်နေစစ်သားတွေကိုရေတစ်ခွက်တိုက်ခဲ့ဘူးသလားခဏတင်လိုက်တဲ့ bullet post လေးမှာတော်တော်များလက်မှတ်ထားတဲ့စကားလုံးကြီးကျွန်တော်ထပ်ရှင်းပြမယ်နော်လက်မှတ်နေတဲ့လူတွေကလည်း PDF တွေမဟုတ်ဘူးဆိုတာသိတယ်နောက်စစ်အကြောင်းဆိုရင်တော့ကကြီးမမတိငါလီမမတိဆိုတဲ့လူတွေများတယ်နော် ဘာကြောင့်လဲဆိုတော့ PDF တွေကိုငါတို့လက်တိုက်ကူပါဆိုပြီးကျွန်တော်တို့ကခေါ်ခဲ့တာလား PDF တွေကငါတို့ကိုတင်တန်းပေးပါငါတို့ကိုလက်နဲ့ပေးပါငါတို့တိုက်ကူပါမယ်ဆိုပြီးမှပြောတာလားအဲ့ဒါကိုတိချာစဉ်းစားကြကျွန်တော်ကိုယ်တိုင်လည်းမြန်မာလူမျိုးတယောက်ဗမာလူမျိုးတယောက်ကျွန်တော်ကိုယ်တိုင် PDF ဖောက်ပြီလားကျွန်တော် MND မဟုတ်ဘူးကျွန်တော် PDF ရှင်းလား PDF တွေကငါတို့ကိုတင်တန်းပေးပါငါတို့ကိုလက်နဲ့ပေးပါဆိုပြီးငါတို့တိုက်ကူပါမယ်ဆိုပြီးမှတိုက်တာပဲရှိတယ် MMDA ရဲ့နေမှာ မတိုက်ရင်မရဘူးဆိုပြီးပြောခတာတခုမှမရှိဘူးဟုတ်ပြီလားနော်စမှုစီရေးရလိလာအောင်စုံစမ်းအောင်ပြီးမှပဲဝင်ဟောင်းဟုတ်လားစမှုစီရေးမှာကာချီမမတင်ငါလီမမတင်မနဲ့ရှောက်မပြောစမ်းနဲ့ဟုတ်ပြီလားနော်ကိုလီကိုမွေးချင်းထခုံနေလူမျိုးကြီးတွေမှာမင်းတို့တွေပေါင်နေဆိုလဲကွန်းကွန်းတဘောပေါင်နားလဲထားကြနော်ဟုတ်လားတိချာစင်စာတိချာကကနာလိလာအေးအဲ့လိုကမဟုတ်ပဲ MMD ကနေအတဲထန်ခုံမတိုက်ခဲ့လို့ဆိုအခုနေကြမှာ PDF တွေဝင်တိုက်မှာပဲငါတို့နားလေလား ဟမ် PDF တွေလည်းအကုန်လုံးကပညာတတ်တွေပဲ PDF မှာပညာမတတ်တဲ့ကောင်တော့မှမရှိဘူးစစ်ခွေးတွေလိုပညာမတတ်တဲ့ကောင်တော့မှမရှိဘူး PDF တွေဟာဟလား PDF တွေအကုန်လုံးပညာတတ်တွေပဲစဉ်းစားဖို့ဖန်တောင်းနိုင်တဲ့ကောင်တွေပဲ PDF ထဲမှာစာမတတ်ပေပတ်တော့မှမရှိဘူးဟုတ်ပြီလားကာဂျီမန်တွေရယ်ကာဂျီမန်တွေရယ်ခါခွေးမန်တွေတယ်ဟုတ်ပြီလားအေးအခုရမ်းမဟောင်ကြနဲ့ရမ်းဟောင်နေတဲ့ကောင်တွေလည်းငါပြောသလိုပဲမင်းတို့တိုင်းပြည်အတွက်မင်းတို့ဘာလုပ်ပေးနေပြီလဲအခု PDF တွေအဲ့တော့မင်းတို့ဘာလို့ပေးနေပြီလဲ PDF တွေမင်းတို့ရေတစ်ခွက်တတ်တတ်ခဲ့ဘူးပြီလားကြောက်စီငါကိုယ်တိုင် PDF ငါတဲ့ပြောနေတာဟုတ်ရှင်းပြီလားခြောက်လို့ရနှစ်က PDF ငါအဲ့တော့ပြောချင်တယ်လေပြောရတယ်နော်ကာဂျီမတီငါလီမတီပဲနေတော့ဝေမဟောင်ကြနဲ့မင်းတို့ PDF PDF ပြောနေ PDF ရဲ့အတိတ်ပဲကောမင်းတို့တိကြလားအခုဒီငါတို့စက်မြတ်ကိုစကြတဲ့ PDF ရဲ့အဖွဲ့နာမည်ပါလဲ ဟမ်ဒါလေးကိုရောမင်းတို့သိသလားအေးအဲ့လိုဘုမတိပါမတိပဲရမ်းမဟောင်ကြနဲ့ကွာထမင်းစားတဲ့အုံတော်လေးနဲ့စဉ်းစားပြုခေါ်ဆုံးပြကြကို့ပမာလူမျိုးချင်းကို့မြမလူမျိုးချင်းချင်းငါပြောရတာရှက်တယ်ဟုတ်ပြီလားအခုမင်းတို့လက်ရည်နဲ့ comment ပိုက်ရှင်ကိုတိုင်က PDF ဆိုတော့လေမင်းတို့သိထားလိုက်အောင်နော် MND ပတ်သက်ဝတ်ထားမယ် PDF ဆိုတာနားလေ PDF တည်းလေ MND MND တည်းလေ PDF ပဲဒါမှမဟုတ် PDF ပဲဟုတ်ပြီလားနော်ဒါပဲကွာ ရည်စရာရည်စရာကမှလည်းတက်လာလို့နည်းနည်းတော့ကျွန်တော်တို့ရည်ရအားမရလို့လိုင်းမတင်ပေးလိုက်တယ်နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကမှလက်မှတ်တော့တာမနိုင်ရင်မနိုင်ဘူးပြောပါတဲ့စစ်ကောင်စီကနေမှမဟိုဘန်ဒူလာအုတ်ထုံနဲ့နော်အဲ့ဒီဟာအဲ့ဒီတစိကလေးနဲ့ကျွန်တော်ဟိုတွေ့ရလူကိုပေါ့နော်အဲ့အဲ့မှာအဲ့လားလေးလက်မှတ်တော့တယ်မနိုင်မနိုင်ဘူးပြောတဲ့မင်းတို့ဒူးထောက်တောင်းပန်လို့ငါတို့လာရှိုးကိုပြန်ပေးတာလား နောက်ပြီးငါတို့လာရှုပ်ပြန်ပြီးလို့ဆိုမင်းတို့လူတွေလာကျင်နေလာလို့ရမှာမထင်နဲ့နော်မင်းတို့ဝိုင်းထားတာမင်းတို့ပထွေးတွေနော် MND ကအကုန်လုံးပတ်ပတ်လည်မှာရှိနေမှာဟုတ်ပြီလားမင်းတို့ဘယ်ကောင်လာရလဲလာနေရလဲမင်းတို့အိမ်ကိုတခုတည်းများကြီးဝိုင်းနေရဆိုရင်မင်းတို့အိတ်အိမ်မှာမင်းတို့အေးအေးဆေးဆေးလေးဒူးနိုင်ပြီးအိတ်နေနေမှာလားဟမ်စဉ်းစားအခုဟာနဲ့ကိုမင်းတို့အိတ်စားစားလေးတကြောင်ရဲ့အတိတ်ပဲအရင်ပြန်လာလို့လုံးကအခုမင်းကို reply ပြန်ပြန်နဲ့အနေနဲ့ line မှာတက်ပြပေးလိုက်တာဟုတ်ပြီလား မင်းတို့ဒူးထောက်တောင်းပန်လို့ငါတို့လက်ရှိကိုပြန်ပေးတာမင်းတို့တိုက်လို့ရခဲ့တာမဟုတ်ဘူးမန္တလေးလည်းမန္တလေးကိုပြောဆိုစကလုံးနဲ့အတိတ်ပဲဘယ်အထိရောက်လာလဲဆိုမင်းစဉ်းစားနော်တိုင်းပြည်အုပ်ချုပ်မင်းလုံနေတဲ့လူကကိုယ့်ရဲ့တိုင်းပြည်ကိုကိုယ့်ရဲ့နေရတစိတ်တည်းတောင်းသူများတိမ့်တိုက်ပါလို့ဒူးထောက်တောင်းပန်ရလဲဆိုတာမြမတမိုင်းလောကမှာမင်းတို့တမိုင်းအဲ့လိုရိုင်းအောင်လုံငါတို့လောက်တာရှင်းလားနော်မင်းအဆက်ဆက်ဘယ်မင်းမှမရှိခဲ့ဘူးကွာ ကိုနေရတမယောက်ပေးလဲလို့ဒုဆောက်တောင်းပန်ရတယ်ဆိုတာဟုတ်ပြီလားဒါကမ္ဘာအလဲမောကမ္ဘာတမိုင်းမောမြန်မာတမိုင်းမောအကုန်ရှိုင်းသွားအောင်လို့ရှင်းပြီလားမင်းတို့ရဲ့အဆင်ကိုမင်းတို့ကြည်ညာလိုက်တာအလားနော်ကိုကကုန်ယူမနေနဲ့လာရှုပြန်ပေးတယ်ဆိုတာတမိုင်းကိုဖြတ်တာပဲမင်းတို့ရှင်းပြီလားမင်းတို့စစ်ကောင်စီကတမိုင်းကိုဖြတ်တာမင်းတို့စစ်ကောင်စီကတိုက်လို့လည်းမနိုင်တော့မနိုင်တဲ့ခါကျတော့ကဲမင်းတို့ရဲ့ပတ်ဟိုဖြစ်တဲ့တိတ်ယူကိုတွိုင်းမှအခုချိန်တောင်းတယ် တော်အနေနဲ့မပေးဘူးပေးမှာပါပဲဒါပေမဲ့မင်းတို့ရဲ့စစ်ကောင်စီရဲ့တမိုင်းမှာကြည့်လိုက်ကို့နေရကို့ဒီတော့တော့ဒီမရှိမှဒူးဆောက်တောင်းခံမှာပြန်ရတယ်ဆိုရလူတွေလာရှုံးမှာလက်နေတဲ့လူတွေဟာငါတို့ကိုဒူးထောက်တောင်းပန်လို့ရတဲ့နေရာလေးမှာလက်နေရတယ်ဆိုတာမင်းတို့စစ်ကောင်စီကတမိုင်းကောင်းလားမကောင်းလားစဉ်းစားကြည့်ဟမ်တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေတယ်ဆိုဒီနယ်ပယ်လေးတစ်ခုတည်းကိုဒူးထောက်တောင်းပန်ခဲ့ရတာ ငါတို့လည်းကြည်ကြည်နဲ့နဲ့ပိတ်လိုက်တာအဲဒါကြောင့်ဝင်ပြီးဖင်မရနဲ့နော်နိုင်လားမနိုင်လားဆိုမှမရနဲ့နောက်နောက်ကြောင်းရဲ့တမိုင်းလေးကိုစဉ်းစားမင်းတို့စစ်ကောင်စီကဒုထောက်တောင်းပန်လို့မှပြန်ရခဲ့တဲ့ဒီလာရှိုးဆိုတာခေါင်းထဲမှာစွတ်စွတ်မြတ်မှတ်ထားလိုက်ကြည့်အခုငါကောင်မမှာလက်ရည်လေးလို့ငါရော်ပိုင်းပြန်ပေးလိုက်ပြီနော်ဗီဒီယိုကြည့်အောင်ဟိုဘက်ကကြည့်အောင်ဒီဘက်ကကြည့်အောင်ပြောနေတဲ့လူတွေအားလုံးတိဖို့ပြောလိုက်မယ်နော်မင်းတို့ကိုယ်တိုင်လိုက်မတက်ပြီးမှတော့မှငါအိမ်ပြစီပြပါဆိုရင်မင်းတို့အဆိုးရအောင်မင်းတို့အဲ့လိုပြောရလားဟမ် နိုင်ငံအုပ်ချုပ်နေတဲ့အစိုးရကိုမင်းတို့ပြောရဲသလားရှင်းပြမင်းတို့ပြောတဲ့စကားလွန်နေတော့တော်တော်ကြီးလွန်နေတယ်စစ်မှန်တရားဥစ္စာမရှိဘူးဒါငါကြွေးကြော်ခဲ့လာမဟုတ်ဘူးနော်ငါလူရန်ဝင်ကြွေးကြော်တာမဟုတ်ဘူးဟုတ်ပြီလားစစ်ကောင်စီဘက်ကစတင်ကြွေးကြော်ခဲ့တဲ့စကားလုံးစစ်မှန်တရားဥစ္စာမရှိဘူးသူတို့လင်းနေတဲ့ဘုံလောက်ခွဲတော့ငါတို့မှသိလေရတာတတော်လဲနော်မကုန်ငါချတော့တစ်ဖက်လည်းမတန်ဘူးငါချတော့တစ်ဖက်မတန်ဘူး အဲ့လိုမျိုးကြီးကြတော့ဘယ်လိုခံစားပေးမှာလဲဟမ်ဆိုကြပါဆိုတာတဘောတရားလေးပဲပြောပြလာအခုမင်းတို့ငါ့ကိုလာလာပြောနေတဲ့စကားလုံးနေငါတို့အိုးရင်နေပဲစီပါလားငါတို့ဘာတွေဖြစ်သွားခဲ့တယ်ပြည်သူတွေဒုက္ခရောက်တယ်အဲ့စကားလုံးနေမင်းတို့အစိုးရကိုပြောစီစမ်းပါဦးမင်းတို့ကိုကိုွယ်ပါလို့ဆိုအစိုးရကိုပြောစီစမ်းပါဦးအစိုးရမပြောနဲ့မင်းတို့ရက်ကွက်ကိုအုပ်ချုပ်နေတဲ့အုပ်ချုပ်ရေးမှုတော့မင်းတို့တော့ပြောချင်အောင်အနည်းဆုံးတော့5-6ကျက်လောက်ရက်ခံရပြီနော်ထောင်ထဲမြောက်တော့5-6ကျက်လောက်တော့အနည်းဆုံးရက်ခံရမှာဟုတ်ပြီလား တပိုးတည်းမကြည့်ပါနဲ့တပိုးတည်းမကြည့်နဲ့နော်အေးငါ long way date ပြောတယ်ကွာမင်းတို့မကြည့်နဲ့လက်တိုက်ငါနေရနေလွင်ငင်းဟုတ်ပြီလားမရမြို့နဲ့လွင်ငင်းကြည့်ပြအဲ့ဒီမအဲ့မရမြို့နဲ့လွင်ငင်းကြည့်ရရဲ့ကြမ်းမကြီးစိတ်ကမှငါပြောလို့မှတက်ရှိထင်ရှားထိုင်နေတယ်ဟုတ်ပြီလားလက်တိုက်မင်းတို့အလားတော်တက်စင်ခေါ်ခြင်းငါ long way date စင်ခေါ်တယ်မင်းတို့ဘာအဆင်ရှိလဲလိုက်ငါ့ကိုမင်းတို့ယောက်ျားငါလည်းယောက်ျား ဟင်မင်းတို့စစ်ကောင်စီကအခုမင်းတို့ငါ့ကိုပြောခဲ့တဲ့စကားလုံးတွေတိုင်မင်းတို့ပြောရလားဟမ်စစ်ကောင်စီကပြောရလားစစ်ကောင်စီကပြောနေမင်းတို့ရက်ကွိုင်းကအောက်ချွေမှုတော့မင်းတို့ပြောရလားကိုကဒီနေမျက်နှာတက်ထူးမှာရှင်းလားမင်းတို့ဟိုလိုက်မနေမမြင်ရဘူးလို့ဘာလို့ညာတော့ဆိုမှရှောက်မလုံနဲ့အခုနေချိန်မှာမင်းတို့ profile ကငါတက်ကန်ဖွင့်ပြီးမင်းတို့ပုံကိုထုတ်မှနဲ့တပုံပါအေးတလန့်ပါဆိုပြီးလုံလိုက်မင်းခေါင်းနဲ့ခန္ဓာကိုဦးစားပွဲလိမ့်မယ်ငါအဲ့လောက်ထိမှရိုင်းနေထမှာငါမပါဘူးဟုတ်ပြီလားကိုထမင်းကိုစားရင်မှအေးစိနေကြ မင်းတို့ငါဝေါ်ကိုဝင်ကြည့်ပါငါ post ကိုဝင်ကြည့်ပါဆိုရင်ငါအတိုင်းခံပြောနေတာမဟုတ်ဘူးမင်းတို့ဝိုးမင်းဟောင်းမနေကြနဲ့ဟုတ်ပြီလားရှင်းလားအေးအဲ့လိုမှမကျင်တတ်ဘူးတော့မင်းစွမ်းနိုင်လှုပ်ဆန်းဆိုရစကားလုံးမျိုးရေးခဲ့ငါချက်ချင်းလှုပ်ပြပေးမယ်ဟုတ်ပြီလားမင်းတို့တွေကခွေးလေးအလိုလိုက်ပါရနားကျက်တယ်တဲ့ကွာအလိုလိုက်တွေကန့်တက်လေးအလိုလိုက်တွေကန့်တက်လေးဖြစ်လာတယ်ဒါပေမဲ့ဘောမတွေပါပဲဟာလားနော်ဘောမတွေပဲဆိုလဲငါသိနေတာပဲ ြန့်ဖွဲ့ပါတည်တယ်အခုလိုခင်မကောင်းနေတဲ့ကာလမှာတရုတ်မရလို့ဟိုတရုတ်နဲ့အိမ်အောင်ပြို့ဖို့အသိန်း100တို့အသိန်း90တို့ဘန်းပြိုင်မှာမြန်မာတွေကရှင်းပြန်ဗမာလူမျိုးတွေကငွေအင်တာနက်တက်လူတွေဒါကတော့လူတိုင်းကတော့ငွေရတော့မှတ်ကြတာပဲဒီဘက်မှာယုံကြည်ရတဲ့လူတွေကလည်းတော်တော်ကြီးဒုက္ခရောက်ခဲ့တာတွေတွေ့ရတယ်နော်အခုအဲ့လိုရန်ကုန်မှာခေါ်နေတယ်ဆိုတာဟာပြန်ပြောမင်းအသက်ကိုဖမ်းလိုက်ထုတ်တာနော်ကို့မြန်မာလူမျိုးချင်းချင်း မြန်မာနိုင်ငံသားဗမာလူမျိုးပြည်ပြည်ကိုဗမာလူမျိုးတွေကိုပြန်မှကောင်းမှုဖြစ်အမျက်စားနေတဲ့မင်းတည့်ရတော့မင်းကောင်းပြတ်လိုက်မယ်စဉ်းစားထားနော်အခုနေချိန်မှာငါတို့မရောက်လာနိုင်တဲ့အကြောင်းမင်းကောင်းမှုလေးဝဝလေးလေးစတော့ထားကြလားနော်ငါတို့ရောက်လာတဲ့နေ့မင်းကောင်းပြတ်ဖို့တာပြင်ထားဟုတ်လားမြန်မာနိုင်ငံသားဖြစ်ပြီးမြန်မာလူမျိုးတွေဗမာလူမျိုးတွေပေါ့ပြန်ပြီးရောင်းစားနေတာ တောက်ခွေးမျိုးစစ်ကောင်စီကဒါလူကုန်ကူးမှုလို့မင်းတို့မယူဆဘူးလားခွေးတောင်သားရဲတွေကဒါကိုလူကုန်ကူးမှုလို့မခံယူဘူးလားဟင်မအောင်မန္တန်အတိုင်းပြောနေတယ်ငါတက်တော့အကောင့်တွေမနဲ့ကိုဖွင့်ညက်နေပိတ်မနဲ့ကိုဖွင့်ညက်နေပိတ်အခုအဲ့လူကုန်ကူးနေတယ်ဥပဒေနဲ့လက်တလုံးချလူကုန်ကူးမှုတွေလုံနေတော့မင်းတို့လည်းလက်ပိုက်ကြည့်နေတာမင်းတို့ဘယ်တော့ဖို့ထားခွန်ထားလဲမင်းတို့ပါဇက်တွေကိုဘယ်တော့ဆို့ထားလဲသူ့ငွေနဲ့ဟမ် တာလူကုန်ကူးမှုလို့မင်းတို့မဆိုလို့ဘူးလားသူတို့ဟာဒီလိုငွေဘန်းပြိုင်မှပြီးရင်လည်းပြီးလိမ့်မယ်ဒါပေမဲ့တော်တော်များကြားတိရတဲ့ဒီမှာသတင်းရောက်ခဲ့တာတော့ကျွန်တော်များတော့တည်ဝင်ပြေးတာမရှိဘူးဖေးအဲ့ဒါပြီးရင်သူတို့ခေါ်လာတဲ့လူတွေနဲ့အတူအိပ်ပေးရတယ်အဲ့လိုအဲ့လိုဝါခဲ့ပြီဆိုရင်လည်းဖာတန်းပို့လိုက်ပြရှင်းပြလို့ပြောလိုက်မယ်သူတို့ရဲ့တန်ရတန်ချင်းငွေကိုပြန်မပေးဆက်ရတာ တော်ဒီနေ့လက်ပိုက်ကြည့်နေကြတာလားအေးငါတို့လူတက်တာမှန်တယ်ဒါပေမဲ့ငါတို့တက်တာတခိုးမှုမရိမှုဓမြမှုလူတက်မှုဖောက်ထွင်းမှုတာမျိုးတွေငါတို့ဘယ်ငွေနဲ့မှငါတို့လက်ထိုးလို့မရအောင်ငါတို့ကတက်ပြတာပဲဒီအရောင်းလူတွေနော်အခုဒီဥပဒေနဲ့လက်တလုံးချလူကုန်ကူးနေတဲ့ခွေးမတွေတတိထားနော်မင်းတို့အခုငါတို့မရောက်နာလိုက်ခင်လေးမှာခမင်းဝအောင်စားထားကြ ိငါတို့ရောက်လာတဲ့နေ့မင်းတို့တိတ်ရတာပြင်ထားမင်းတို့တိတ်ထမ်းအပအချာပေးနေကြအပြစ်မရှိဘူးဟုတ်ပြီလားငါလုံးဝညံ့လာဒဲပြိုင်မှာဒဲပြောလိုက်တယ်အဲရပိုင်းမပြန်လို့ပြန်ပြောတဲ့အဲဟိုတကယ်ချင်းမိတ်ဆွေပေါင်းတင်နေလို့ကျွန်တော်တောင်းပန်တယ်နော်ကျွန်တော်အချိန်ပြည့်မပြန်နိုင်ဘူးပြအခုလည်းကျွန်တော်စစ်မီပြင်ကိုထွက်ရမယ်အခုကျွန်တော်ကယူနီဖောင်းဝတ်တာရယ်နောက်လက်နဲ့အပြည့်ဆိုမှကျွန်တော်စစ်မီပြင်တွားရမယ် အဲ့ဒါကကျတော့ကျွန်တော် reply မပြန်နိုင်နိုင်လည်းရှိမှာပြ line တက်တယ်ဆိုတာကျွန်တော်ကကျွန်တော် meter စုနဲ့ဝင်နေကြပြီကျွန်တော် meter စုနဲ့ကျွန်တော်ဒါကျွန်တော် online နဲ့ဝင်ခဲ့တဲ့အချိန်မှာကျွန်တော်ဒီ pdf တင်မပေါ်လေးပေါ့နော် pdf တင်မပေါ်တဲ့အချိန်မှာကျွန်တော် online လေးကိုစဝင်လာတယ် online လောက်ပို့စီမှာကျွန်တော်ဝင်လာတယ်ဝင်လာတဲ့အချိန်မှာ pdf တင်မရှိတော့တော်တော်လေးကျွန်တော်အဖွဲ့စီတစ်ခုတည်းကိုကျွန်တော်ရောက်ခဲ့ရတာပေါ့နော်အဲ့ဒါအခုကျွန်တော် meter စုနဲ့ကျွန်တော်အဆက်တော်လေးရချင်လို့ဗျ ကျွန်တော်မီတာစုကိုကျွန်တော်ဖုန်းကလည်းဆက်လို့မရဘူးအဲ့တော့ line ပေါ်မှာလေးပဲကျွန်တော်ဆက်တွေ့နေရတာเนาะအဲ့တော့ကျွန်တော်မီတာစုကိုကျွန်တော်ဆက်တွေ့ချင်လို့ကျွန်တော် line ခဏခဏတက်တက်ကြည့်တယ်ဗျာကျွန်တော်အားရင်လည်းတက်တယ်မအားအချိန်ဘယ်လုံးမှမပိနိုင်ဘူးဆိုတော့ကျွန်တော်ခဏလေးတော့ကျွန်တော် line တက်တယ်အဲ့လို line line တက်ပေမဲ့လည်း line တက်တိုင်းမှာလည်းကျွန်တော်ဟိုဘာလဲ TikTok ကိုမကြည့်ဖြစ်ဘူးဗျ Facebook လည်းကျွန်တော်မဖွင့်ဖြစ်ဘူးเนาะအော်ကျော် Viber ကကျွန်တော်မိမိကျွန်တော်ရဲ့မိမိပေါ့နော်ကျွန်တော်မိမိရဲ့ Viber လေးနဲ့ကျွန်တော်ချစ်စင်မှာကျွန်တော်ဖုန်း ပြောတယ်ခေါ်တယ်မမေနေကောင်းလားဘယ်လိုပဲညာဒါမျိုးလေးပေါ့နော်အခုစရင်ဒါငယ်လေးအကြီးကျယ်လို့တော့ကျွန်တော်မမေရဲ့ကျမကြီးပြကျွန်တော်မင်းကြီးပြင်ဒါမျိုးရှိတယ်ဗျအဲဒါကျွန်တော် line တက်တိုင်းလဲကျွန်တော်တက်တော့မဖွင့်ဘူးဗျအဲ့ဒါခါကျတော့ကျွန်တော် reply မပြန်မိတာတွေရှိလိမ့်မယ်နောက်ဘလို့ပဲပြောခဲ့ပါစေကျွန်တော်အနေနဲ့ကတော့ကျွန်တော်ဘလို့မဟုတ်တော့စိတ်ထမမထောင်းတော့ဟိုပထမပိုင်းဟိုအဆဟို post ဒီမှာကျွန်တော်အထက်မှာတင်ခဲ့တဲ့ post ဒီမှာလဲကျွန်တော်ဒေါတာနည်းနည်းထွက်သွားတဲ့အရာတွေလေးရှိခဲ့တယ်ဗျအဲ့တော့ကျွန်တော်လူလူကိုကျွန်တော်အများကြီးတောင်းပန်တယ် တောင်းမှန်တယ်ဆိုတာဒါကျွန်တော်စိတ်ရင်အမှန်နဲ့ကျွန်တော်တောင်းမှန်တာပါကျွန်တော်လူလူပုံမှာကျွန်တော်စိတ်ဘလို့မှမရှိဘူးဒါပေမဲ့အဲ့ဒီကြံ့ဖွတ်တွေကိုပဲကျွန်တော်ကြံ့ဖွတ်တွေလောက်ပဲပေါ့နော်ကျွန်တော်အရက်တာဘိုးရတယ်နဲ့ကျွန်တော်ကြံ့ဖွတ်တွေကျွန်တော်တော့စိတ်နာတယ်ဗျကြံ့ဖွတ်တွေစိတ်နာဆိုတော့ကျွန်တော်ကြံ့ဖွတ်တွေပြောချင်တာတော့ပဲရှေ့ကလူတုကိုကတော့ရှင်းပြပါရကျွန်တော်အခုຢາດູຢາກັນນີ້ເຈົ້າຕັດຖ້າແດ່ບໍ່ຄົ້ມມາບາດີນາຍຕັດຖ້າແດ່ໄປຖ້າແດ່ບໍ່ນອກຢູນິຟອມບໍ່ຖ້າແດ່ຖ້າແດ່ລູດູຕຽວເຈົ້າເນາະປາໄລຍັນເນາະມາເຈົ້າໂຕເຊຊິນແລະຕົ້ມຍາມບໍ່ຫມົກວ່າຈັ່ງເລີຍເຈົ້າ ငါ့အမင်းငါ့ကိုဘာကြောင့်ရိုက်လဲဆိုအဖြေကျွန်တော်အရင်ဆုံးမိမှပါကျွန်တော်ရိုက်တဲ့လူတယောက်မဟုတ်ဘူးเนาะနောက်ပြီးကျွန်တော်ဗုဒ္ဓဘာသာမြန်မာလူမျိုးတယောက်အဲ့ဒီတခါကျတော့တော့ထိမရိုက်ဘူးဒါပေမဲ့ဆိုဘယ်လိုပြောမလဲအခုဒီကျွန်တော် live မှာတက်တိုင်းလို့လို့ကျွန်တော်မတုံ့ပြန်ဘူးဆိုတာကလည်းကျွန်တော်အကြောင်းလေးနဲ့ကျွန်တော်ရှိတယ်ဗျကျွန်တော်မမီနဲ့ဆိုရင်ကျွန်တော်ခွဲခွာနေရတာအခု69နှစ်လည်းရှိနေပြီเนาะအဲကျွန်တော်မမီနဲ့ကျွန်တော်စကားပြောချင်လို့ကျွန်တော် line လေးတက်တယ်အားရအမအားချင်းလေးခဏလေးဆိုရင်ကျွန်တော်လည်း line တက်လိုက်တယ်အခုဆိုရင်ကျွန်တော်ရှိတဲ့ကိုခဏတွားတော့မယ် ဟိုစေးတက်အကူလူလို့ဆိုတော့ကျွန်တော်ရှေ့တန်းကိုတွားရမယ်နော်အဲဒါကြောင့်ကျွန်တော် line တက်တိုင်းလဲ